င်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်စစ်တပ်ကသူတို့ကိုစန့်ကျင်တဲ့ဘသူမဆိုအကျန်းဖက်နီးလန့်နေတဲ့ဖြိုခွင်းဖမ်းဆီးလေးရှိတာမှာပဲမင်ကြီးလမ်းဖြစ်ရက်ကတော့မှတ်တမ်းတစ်ခုအနေနဲ့ပါဝင်နေပါတယ်ဒီဇင်ဘာလ9ရက်နေ့ဆိုရင်ပဲမင်ကြီးလမ်းအကျန်းဖက်ဖြိုခွင်းခံရမှု၄နှစ်ပြည့်မြောက်နေ့လည်းဖြစ်ပါတယ်ဒီအကြောင်းအရာကိုတော့ဝေဝေးတင်ဆက်ထားတာပါရှင် ာသူတို့အဲ့ဒီဘက်မှာရှိရဲဆိုတော့သိတယ်မဟုတ်တော့ဘူးလို့ပဲကိုထင်နေတာပေါ့နော်အဲ့လိုအနီးကပ်ပေါ့တချို့တွေဒါအနီးကပ်ပုံတွေတွေးလိုက်ရတဲ့အခါမှာတော်တော်လေးငုံမိသွားတယ်တော်တော်လေးရင်ထဲမကောင်းဖြစ်သွားတယ်အမှန်တိုင်းလို့ရတော့သူ့မဆုံးရှုံးခြင်းပေါ့နော်ဒါသူ့မသေးပါစေနဲ့လို့ပဲဆူတောင်းခဲ့တယ်ရန်ကုန်မြို့ချင်းမြနိုင်မြို့နယ်အောက်ဖက်ဗမင်ကြီးလမ်းမှာနိုင်ငံတော်သမရကြီးနဲ့အတိုင်းမင်ခံပုဂ္ဂိုလ်တို့ကိုမတရားစီရင်ချက်ချမှတ်မဲ့ရုံးချိတ်မတိုင်ခင်မှာ လူငယ်တပိတ်ဦးဆောင်သူတွေနဲ့ပြည်သူတွေဟာငင်းငန်းစွာဆန္ဒပြကြွေးကြော်ချီတက်စဉ်စစ်ကားနဲ့ရရဆက်ဆက်တိုက်ကဖြိုခွင်းခဲ့တဲ့ဖြစ်ရပ်ကဒီကနေ့ဒီဇင်ဘာလ9ရက်နေ့မှာ၄နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ကားနဲ့တိုက်ခံရတဲ့အချိန်တရင်ရယူနေတဲ့တရင်နောက်မှုရတနာခက်ခက်ထွန်ကားတော့ဥကောင်းနဲ့ခန္ဓာကိုယ်အတွင်းပြင်းထန်တံရရီနဲ့အခုထိတိုင်အချင်းတောင်ထဲမှာဖန်စီချုံအောင်ခံရရဆဲဖြစ်ပါတယ်။မမှုရတနာနဲ့အတူအလုလုကင်ခဲတဲ့လို့ဖို့ကင်ဘက်ကတော့ အဲ့ဒီနေ့ကဖြစ်စဉ်တွေအကြောင်းပြန်ပြောပြရင်းနဲ့မမှုရတနာရဲ့အကြောင်းကိုခုလိုပဲပြောပြပါတယ်။မမှုကအရန်သဘောကောင်းတယ်။သူကသူထက်အငယ်ဒီပုံမှာလဲအရန်မြစ်တာရှိရဲ့ကျင်နာတတ်တယ်။ဟိုကိုချင်းစာစိတ်ရှိရဲ့ပေါ့နော်။သူရဲ့ဒီပေါ့စကားပြောစွမ်းရည်ဒီအဲမမှုဆက်ဆံပေါင်းသင်းရည်တွေအရန်ကောင်းတယ်။ဆိုတော့သူ့ကိုလဲဒါလူချစ်လူခင်လဲပေါ်ရဲပေါ့နော်။အမှန်တမ်းပြောရင်တော့သူကဒါငကိုယ်တော်ကမမှုရတနာလူမျိုးမဟုတ်တော့တဲ့ အကောင်မကတိမဟုတ်တော့တဲ့အခြေအနေတစ်ခုမှာပေါ့နော်။သူဒါတကယ်လို့ပြန်လွတ်လာခဲ့ရင်အဲသူဘာလုပ်စားမလဲ။အဲသူဘာလိုအပ်မလဲအဲသူဒါတခုလုပ်ချင်တယ်ဆိုလို့ရှိရင်ကိုရီးယားဒါပြီးနားမှာပေါ့တတ်နိုင်တယ်လားပေါင်ဝင်ကူညီပေးဖို့လဲဒါရည်ရွယ်ထားရပေါ့နော် အမြဲတမ်းစိတ်ပူရတဲ့အခိုက်အတန့်တွေကများပါတယ်ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ရုပ်တံမတန်ဓပုံတွေနဲ့ဖြစ်စဉ်တွေအကြောင်းပြန်ပြောပြသူတွေရဲ့ပြောဆိုချက်အရကားနဲ့ဝင်တိုက်ခံရစမှာလူ၆ယောက်လင်းစွင်သွားခဲ့ပြီး အဲ့ဒီသူတွေပါဝင်၁၁ယောက်ကိုစစ်တပ်ကဖမ်းဆီးသွားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီအထက်အသက်မပြည့်သေးသူတွေပါဝင်ခဲ့လို့ပြန်လွှတ်ပေးခဲ့ကောင်း၉ယောက်ကထောင်တွင်းချင်းချခံခဲ့ရပြီးအခုချိန်မှာတော့၈ယောက်ပြန်လွှတ်လာခဲ့တာကြောင့်မမှုရတနာခက်ခက်သွန်းတယောက်သာအချင်းထောင်ထဲကျန်ရှိနေတာဖြစ်ပါတယ်။တပိတ်ကိုမနက်၈ :40 မှာပုံမှန်စီစဉ်ထားတဲ့အချိန်ကျွေးကြော်အတန်းနဲ့ဆိုင်မှုတွေကင်ဆောင်ပြီးတပိတ်စတင်မှုပြင်ဆင်နေချိန်မှာပဲ ိတ်မကြခင်စစ်တပ်ကတပည့်ကတ်ကဒဇင်းနဲ့ဆန္ဒပြလူအုပ်ကိုဝင်တိုက်ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။ဖြိုခွင်းစစ်မှာရှိခဲ့တဲ့တပည့်ဦးဆောင်သူတယောက်ဖြစ်တယ်လို့ကျူးကျော်တန်တိုင်ပေးဖို့လူအုပ်လယ်မှာရှိနေခဲ့တယ်။ရန်ကုန်လူထုတပည့်ကရဲဘော်လစ်ဘရာကအဲဒီနေ့ကအကြောင်းကိုပြန်ပြောပြပါတယ်။အဲ့ဒီနေတပိတ်ပွဲကိုပြန်ကြည့်မယ်ဆိုရင်တပိတ်ဆက်ဆာခြင်းမှာပဲပြည်သူတွေရဲ့တခဲနဲ့အားပေးမှုကျွန်တော်တို့ရတယ်အာ ဒီကျွေးကြော်တန်းနေစူညံနေတဲ့ဂျားတဲကမှကျွန်တော်တို့ဒီဘေးဖက်ချက်စီမှာတိုက်တန်းနေရှိရပြည်သူတွေနဲ့တိုက်တန်းနေရှိအဲ့တိုက်တန်းတွေပုံကနေပြီးတော့မှပြည်သူတွေကလှမ်းမြင်ကြတယ်ဗောနော်လှမ်းမြင်တာသူတို့ကဒီအနောက်ကနေစစ်ကားလာနေတဲ့အကြောင်းကိုလှမ်းမြင်တဲ့အတွက်တတိပေးကြပြောကြတယ်ပြေးကြပြေးကြဆိုတဲ့အတန်ကိုကျွန်တော်တို့ကြားတယ်ကြားကြားချင်းမှပဲဘယ်လောက်မှမကြောက်ဘူးတပေပွဲချီတက်နေတဲ့လူအုပ်ကြီးကိုဒီ ကားနဲ့ဝင်တိုက်လိုက်တဲ့အတန်ကိုကျွန်တော်တို့ထပ်ကြတယ်။ဒီပြေးကြဆိုတဲ့အတန်ကြားတဲ့အချိန်မှာကျွန်တော်ကညာဘက်အချမ်းကိုဟိုဟာပြေးဆင်းလိုက်တဲ့အတွက်ကိုကျွန်တော်ကံကောင်းစွာနဲ့ကတ်သီးလေးလွတ်မြောက်သွားခဲ့ရခြင်းဖြစ်တယ်ပေါ့နော်။ဆိုတော့ထွက်ပြေးပြေးချင်းမှာပဲကျွန်တော်ကားအိုက်တဲ့အတန်ကိုထပ်ကြားခဲ့တော့ကျွန်တော်နောက်လှည့်ကြည့်လိုက်တယ်။လိုက်လှည့်ကြည့်လိုက်တဲ့အချိန်မှာဟိုကားတိုက်လိုက်လို့ကျွန်တော်ရဲဘော်တွေအရှိကိုလင့်ထွက်သွားတာကိုကျွန်တော်မြင်ရတယ်။နောက်တစ်ခုကတော့ဒီကားအောက်ဝင်သွားတဲ့ရဲဘော်တွေသူတို့ကတော့ဒါတော်တော်လေးကိုမတက်တာဘူး။ဟိုဟိုကားနဲ့တက်ကြိတ်ခံလိုက်ရတာ ကားနဲ့အတိုက်ခံရတာတွေအကျိတ်ခံရတာတွေကြောင့်စစ်တပ်ရဲ့လွယ်လင်းတကူဖမ်းဆီးခေါ်ဆောင်တာခံရပြီးတဲ့နောက်မှာလုံလောက်တဲ့စေဝါကူတာခွင့်မရခဲ့တဲ့အတွက်ဆန္ဒပြလူငယ်တွေနဲ့တပည့်ရဲဘော်တွေဟာဥကောင်းတံရရီနဲ့ကိုလက်အင်္ကာတွေထိခိုက်ဆုံးရှုံးခဲ့ရပါတယ်။ဒီလိုအခြေအနေတွေနဲ့ရဲဘော်တွေကိုမြင်ရတိုင်းစစ်တပ်ကိုနာကျင်ရကြောင်းရဲဘော်လီဘရာကဆက်ပြောပြပါတယ်။တပည့်ရဲဘော်တွေဒီကားနဲ့တိုက်ခိုက်ရပြီးတော့အဲဒွေးထက်တံကိုဖြစ်ခဲ့ရတဲ့ဒီမြင်ကွင်းဟာကျွန်တော်ဘဝမှာ အိမ်မဆိုးတဖွဲအမြဲတမ်းရှိနေခဲ့ပါတယ်အစစ်တပ်လို့ကြားရင်တော့ကျွန်တော် ကြောချမ်းပါတယ်ဒီရဲဘော်တွေကိုဒီလိုမျိုးဖြစ်အောင်လုပ်ခဲ့တဲ့စစ်တပ်ကိုကျွန်တော်တော်တော်လေးနာကြီးရတယ်ဗျပြည်သူတွေလည်းဒီလိုဖြစ်ရကုန်မမေးပြောင်းနိုင်မယ်တော့ဗောနော်ဒီလိုနေ့မျိုးရောက်လာတဲ့အခါတိုင်းမှာအထက်တူဒီနာကြီးဝန်းတဲ့နေရာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဗျစနပြရဲဘော်တွေရဲ့ရဲစွမ်းတက်တီကိုဂုံပြူသွားအဖြစ်မြို့ပြတပိတ်ရဲဘော်တွေဟာပန်းမင်းကြီးလမ်းမှာ နှစ်စဉ်တိုင်းလိုလိုဆန္ဒပြကြွေးကြော်အသံတွေနဲ့ခြိတက်လေးရှိပါတယ်။2022ခုနှစ်စက်တင်ဘာလ13ရက်မှာလည်းကျင်းပနိုင်မျိုးနဲ့မကြီးတဲ့မြောက်အရှိရက်ကွက်ပမ့်မင်ကြီးလမ်းမှာပဲတမ်မက်ကြီးဦးကျော်မိုးထွန်းကိုအားပေးရည်တည်ဖို့ဆန္ဒထုတ်ဖော်နေတယ်။လူငယ်အယောက်20ကျော်ဟာထပ်မံဖမ်းဆီးခံခဲ့ရပါသေးတယ်။ပမ့်မင်ကြီးလမ်းဖြစ်စဉ်ရဲ့တဦးသည်သောအချင်းထောင်နဲ့ကြရင်နေသူမမှုရတနာခက်ခက်ထွန်းကိုစစ်ကောင်စီကပေးတဲ့လွတ်ငင်းတွေတိုင်းမှာမျှော်လင့်နေကြောင် ူရဲ့လုပ်ဖော်ကင်ဘက်ကဆိုပါတယ်ပြီးခဲ့တဲ့ဒါလူငယ်တုန်းကလည်းမမှုမြပါမလားဆိုပြီးတော့ကိုအမြဲတမ်းတွေးတယ်ပေါ့နော်ဒါသူနဲ့သက်ဆိုင်ရာတွေလည်းမမေးတယ်ပေါ့နော်အမမှုပါလာလားပါမလားအခြေအနေဘယ်လိုရှိလဲ အဲ့ဒီမမွေးကြမကြီးရောအခုဆိုကွာဒီသူရဲ့ဒါမိသားစုဝင်စစ်စစ်မဟုတ်တဲ့လူကြီးကတွေးဝင်လည်းမရအောင်ဆက်သွယ်လို့ဝင်လည်းမရအောင်ဆိုတော့ကိုရီးယားတိုင်းရှေ့ဆက်လို့မရဘူးเนาะဒါပေမဲ့လူငယ်မှပါဖို့တော့ကတော့အမြဲဆူတောင်းတယ်အဲလူငယ်ချမ်းသာခွင့်ဆိုတဲ့ရက်တွေတိုင်းကိုသူ့ကိုမျှော်လင့်ပါတယ်ဒီပန်းမြင့်ကြီးလန်းဖြစ်စင်မှာကားနဲ့ဝင်တိုက်ဖြိုခွင်းမှုကြောင့်တိတ်ဆုံးရသူမရှိခဲ့ပေမဲ့လူငယ်ရဲဘော်တွေနဲ့ပြည်သူတွေရဲ့ခန္ဓာကိုယ်ကတော့ ပုံမှန်အတိုင်းဘဝကိုဖျက်ဆီးခွင့်မရှိနေတော့ပါဘူးစစ်တပ်ရဲ့အချက်ဖက်ဖိနှိပ်ကဖန်ဆီးခံခဲ့ရတဲ့ပြည်သူပေါင်းဟာ2025ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ထိဆိုရင်3084ယောက်ရှိလာပြီဖြစ်ပြီးဆက်လက်ဖန်ဆီးခံရဆဲဖြစ်တဲ့ပြည်သူဟာ2263ယောက်ရှိနေဆဲဖြစ်တယ်လို့ ABB ရဲ့ထုတ်ပြန်ချက်တွေကသိရပါတယ်ကျွန်တော်ဝေပါ ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့ကမှစစ်တပ်ကရဇသက်ကြီးဥပဒေပုံမှ905ကကြီးနဲ့ချမှတ်ခံထားရတဲ့ပြစ်ဒဏ်ကိုရုတ်သိမ်းပြီးလွန်ငင်းချမ်းသာခွင့်ပေးခဲ့တဲ့နိုင်ငံရေးအကျဉ်းသူတွေက30နီးပါးကိုတခြားဥပဒေပုံမှတည်တက်ပြီးတော့ပြန်ဖမ်းတာရှိရဲလို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့တာဝန်ရှိသူကပြောပါရယ်။ စစ်တပ်ကလူငင်းချမ်းသာ권ပေးလို့မြင်းကြံထောင်တရက်ထောင်နဲ့ဒိုင်ဦးထောင်တွေကနေပြန်လည်လွတ်လာတဲ့အမျိုးသမီး30နီးပါးပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီနိုင်ငံရဲ့အကျဉ်းသူတွေကိုထောင်ကနေပြန်လွတ်ပေးပြီးတဲ့နောက်ပိုင်းသူတို့ရဲ့နေအိမ်တွေကိုပြန်ရောက်မှခံဝန်ကတိလက်မှတ်ထိုးခိုင်းမယ်ဆိုတဲ့အကြောင်းပြချက်နဲ့တပ်ဆိုင်ရာနယ်မြေရဲစခန်းကိုခေါ်ပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်52ကကြီး90ညမတရားအသင်းဆက်သွယ်မှုဥပဒေပုံမှန်18တတိနဲ့ ြန်လည်ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီလိုပြန်ဖမ်းဆီးခံရတာတွေရှိတဲ့အတွက်ပြန်လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့တတိထားနေထိုင်ကြဖို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့တာဝန်ရှိသူကတိုက်တွန်းထားပါဗျ။စစ်တပ်ကပြီးခဲ့တဲ့နိုဝင်ဘာလကုန်ပိုင်းကရာဇသက်ကြီးပုံမှန်905ကကြီအရာပြစ်ဒဏ်ကြခံနေရတဲ့နိုင်ငံရေးအကျဉ်းသား824ယောက်ကိုလူငယ်ချမ်းသာကွင်ပေးခဲ့တယ်လို့ဆက်ဆက်အမှုတွေနဲ့တရားစွဲခံထားရတဲ့သူတွေကိုလည်း905ကကြီးပုံမှန်ကိုရုတ်သိမ်းပေးခဲ့တာဖြစ်ပါရဲ့ရှင်။ ိုင်းနယ်စပ်တောင်ရင်မြစ်တဖက်ကမ်းမဲကိုကင်းကျေးရွာမှာဒီဇင်ဘာလ9ရက်နေ့မွန်းလွဲ12နာရီလောက်ကစစ်ကောင်မရှင်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပြီးထိုင်းနိုင်ငံသားတယောက်အပြင်းထန်ဒဏ်ရာရခဲ့တယ်လို့စစ်ရှောင်ရေးကူညီပေးနေသူတွေကပြောပါရယ်ကရင်ပြည်နယ်မြောက်ဝီမြို့တောင်ဘက်မင်းလက်ပံကျေးရွာအနီးနားမှာစစ်တပ်ကထိုးစစ်ဆင်နေတာကြောင့် KNL ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေပြင်းထန်နေတာပါ။အဲ့ဒီတိုက်ပွဲမှာစစ်တပ်ဘက်ကလက်နက်ကြီးပစ်ကူပစ်ခတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီလက်နက်ကြီးကြားရောက်လို့ထိုင်းနိုင်ငံသားထိမှန်ဒဏ်ရာရတာဟုတ်မှန်ကြောင်းကိုစစ်ရှောင်ရေးကူညီပေးနေသူတယောက်က DVV ကိုအတည်ပြုထားပါဗျ။ဒါ့အပြင်ဒဏ်ရာရလူနာကိုထိုင်းအာဏာပိုင်တွေလာကြည့်သွားတယ်လို့လည်းပြောပါဗျ။လက်ရှိမှာလည်းမင်းလက်ပံနားမှာရင်ဆိုင်တိုက်ပွဲတွေဖြစ်နေတော့မယ်လို့သူကပြောပါဗျ။ဒီဇင်ဘာလ၁ရက်နေ့ည9:00ခွဲလောက်ကတည်းကစစ်ကော်မရှင်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာထိုင်းနိုင်ငံမဲဆောက်မြို့ပတ်အချမ်းကကြေးရွာတွေကိုကျရောက်ပြီးအသက်68နှစ်အရွယ်ထိုင်းနိုင်ငံအမျိုးသမီးကြီးဘယ်ဘက်ခြေတော့ထိမှန်တန်ရာရခဲ့ပါသေးတယ်ရှင်။ DV ရုံမြင့်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ဒီပါ။